မင်္ဂလာပါမနေ့ညကကျွန်တော်ဖတ်မိတဲ့ဂျပန်သတင်းတစ်ပုဒ်ကိုကျွန်တော်ရဲ့ Facebook page ဖြစ်တဲ့ Hana Sakari ဂျပန်မှာတော့တင်ပြီးသားပါเนาะအဲ့ဒီအကြောင်းအရာလေးကိုပြပြသွားပါမယ်ဒီအကြောင်းအရာကတော့ဒါလေးစားစရာဂျပန်စိတ်သက်ကိုဖော်ပြတဲ့သတင်းလို့ပြောရမှာပါเนาะမြန်မာစားတောက်ဆိုင်တွေလည်းအတူယူတင်ပါတယ်ဒီတစ်ခါကျွန်တော်အတော်လေးကိုလေးစားမိသွားတယ်ဒီသတင်းကတော့ဂျပန်မှာစားတောက်ဆိုင်တွေကအစားအသောက်ချက်ပြုတ်ရမှာပူရှံလုံးမိထားတာရှိတယ်ပေါ့နော်ဒါမှမဟုတ်လေသမီးကျန်ဟင်းကျန်တွေပေါ့ဒါပေမဲ့သမီးကျန်ဟင်းကျန်ဆိုပေမဲ့ဘယ်သူမှမစားသေးတဲ့ဟင်း ပုံညိုးပါနော်အဲ့ဒါတွေကိုလွှတ်ပြရတာတွေကနေ့စဉ်မနေ့မနောရှိတယ်လို့သိရပါတယ်အသက်ကြီးတဲ့ဂျပန်အဖိုးအွားတွေအတွက်ဒါတကူရေစာချက်ပြုတ်စားတော့ရတာပြင်ပန်းတယ်ပေါ့နော်အသက်ကြီးလာပြီဆိုတဲ့အတွက်ကြောင့်အဲ့ဒီတော့တစ်ဖက်မှာစားတော့ဆိုင်တွေကလည်းအစားအစာတွေပေါ့နော်စားလို့ရတဲ့အစားအစာတွေအကောင်းတွေကိုအလဟတဖြုတ်ပြီးလွှတ်ပြနေရတယ်ရှိနေတယ်အဲ့ဒါကြီးနှမျိုးစရာပေါ့နော်အဲ့ဒါကြောင့်တိုကျိုမှာရှိတဲ့အဖွဲ့အစည်းတစ်ခုဟာစားတောက်ဆိုင်တွေစီကနေပိုရှန်တဲ့အစားတောက်တွေအကောင်းနေနော် စားတော့အကောင်းနေပဲရှိတယ်ပို့ရှင်နေတာဟာအဲ့ဒါတွေကိုသူတို့ကတွားရောက်တောက်ခံပြီးတော့ဒီအစားအစာအကောင်းတွေကိုလွှတ်ပြမဲ့အစားတက်ကြီးရွယ်ဦးလေးစီအချိန်မီပို့ပေးတာမျိုးကိုလုပ်ပေးတယ်လို့သိရတယ်ဗောနော်စားတောက်ဆိုင်နေရတယ်ကုသိုလ်ရတယ်တက်ကြီးရွယ်ဦးလေးလည်းဝေါ်ဝါနေနေစားရတယ်ဆိုရင်ရည်ရွယ်ချက်နဲ့လုပ်တာဗောနော်နောက်ပြီးတော့တက်ကြီးရွယ်ဦးလေးရတယ်ကိုယ်တိုင်ချက်ပြုတ်စားတာပို့မလိုတော့ဘောနော်နှုံးနှစ်ဖက်အဆင်ပြေတယ်ဒီလိုက်ပို့ပေးတဲ့လူတွေကအစားအသောက်တွေကိုအနေနဲ့ကင်းအောင်ဒါ ်အဖိုးဖွားတွေကပေါ့နော်သူတို့လက်ထဲကိုရောက်ပြီးတော့နှစ်နာရီအတွင်းစားဖို့သူတို့ကဒါအကြံပေးထားတယ်ပေါ့နော်ဒီအဖွဲ့စည်းရဲ့လုပ်ရက်ကစားတော့ဆန်တွေကအစားအစာတွေကိုပိုရှင်လုံးမိထားတာရှိတယ်ဒါမှမဟုတ်ခင်ခင်အကောင်ထမင်းအကောင်တွေပေါ့နော်အဲ့ဒါတွေကိုဒါစိုင်းပိတ်ချိန်ရောက်ရင်ပဲဖြစ်ဖြစ်ပေါ့နော်ပိုရှင်တဲ့ဟာတွေကိုနောက်နေ့ဆိုရင်မကောင်းတော့မှမဟုတ်လို့လွတ်ပြစ်လိုက်ရတာရှိတယ်အဲ့လိုအဲ့လိုမျိုးရှိနေရကြောင်းတစ်ဖက်မှာလည်းတကြီးကျွယ်ဦးတွေက ချက်ပြုတ်စားတော့ဖို့အတွက်သူတို့အတွက်လည်းအရန်ပင်ပန်းတယ်အဲ့ဒါကြောင့်နှုတ်နှစ်ဖက်အစဉ်ပြောင်းသူကကြားကနေဒါပေါ့နော်စားတော့ဆိုင်အစားအစာတွေကိုလိုအပ်နေတဲ့သူတွေကိုလိုက်လံပေးဝေးပြီးတာကြောင့်ဒါစားတော့ဆိုင်လည်းကုသိုလ်ရာတက်ကြီးရွယ်ဦးတွေလည်းဝမ်းဝါတယ်ပေါ့နော်နှစ်ဖက်အကျိုးရှိကုသိုလ်လည်းရဝမ်းလည်းဝစီလှုပ်ရက်ဖြစ်ကြောင်းဒီကြားကနေကုညီပြီးနေအဖွဲ့စီကပြောပါတယ်ပေါ့နော်အဲ့တော့ဂျပန်မှာဒီလိုအတူယူစရာကောင်းတဲ့အဖွဲ့စီရှိလာတယ်အဖိုးဖွားတွေအတွက်လည်း အဆင်ပြေတယ်စားတော့ဆန်နေလဲအလဟတာမချင်တော့ပဲသူလည်းကုလို့ရတယ်နောက်ကျွန်တော်မြန်မာရေးတယ်ဒီလောက်ရက်ကိုမြန်မာနိုင်ငံစားတော့ဆိုင်နေလဲအတူယူတင်တယ်ပေါ့နော်အဲ့လိုကူညီပေးတဲ့အဖွဲ့အစည်းတွေလည်းပေါ်ပေါက်လာပြီးတော့စားတော့ဆိုင်တွေကပူရှန်တွေအစားအသောက်တွေကိုတောင်းခံဒီညိုကြီးတွေပေါ်မှာနော်ရှိနေတဲ့ဒါအစားအသောက်ခက်ခဲနေတဲ့သူတွေကိုဝင်ရပေးခြင်းလုပ်ပြီးရင်နှုတ်တစ်ဖက်ပို့မှုအဆင်ပြေစေတဲ့ကိစ္စလေးမျိုးလို့ဒီဂျပန်သတင်းလေးကိုဝင်ရလိုက်ပါတယ်ဟုတ်ကဲ့ကျွန်တော်ကတော့ Facebook မှာဆိုလဲ2018ကလေးက ဟာနာဆာခရီဂျပန်ဆိုတဲ့ဂျပန်သတင်းတွေပြီးမှဂျပန်သတင်းတွေကိုတင်ဆက်ပေးနေတယ်။ YouTube မှာလို့ယူခိမီ channel မှာအဲဂျပန်သတင်းဗီဒီယိုတင်ဆက်ပေးနေတယ်ပေါ့နော်။ကျေးဇူးတင်ပါတယ်။